ထေရဝါဒဗုဒ္ဓသာသနာကိုစတင်ခြင်းသို့မဟုတ်ထေရဝါဒဗုဒ္ဓသာသနာကိုကဲတင်ခဲ့ပကံပီတွင်အနောယထာမင်းကြီးနမတက်ခင်ကအရေးကြီးဝါဒအလွန်အင်မတန်မှ ကြီးစိုးခဲ့ပြီးအနောယထာမင်းကြီးနမတက်ချင်းတွင်အရေးကြီးဝါဒတွေကိုမကြိုက်မနစ်သက်ခဲ့ပါဘုနာဦးနာဘုံမီအထုံးပြီမှအရှင်အာရန်ဒီပကံပီတို့လွန်ခံထွက်နေခြင်းအနောယထာမင်းကြီးကတွေ့မြင်ကအလွန်အင်မတန်မှထူးခြားတန့်ရှင်သော ပုဂ္ဂိုလ်အဖြစ်သိက္ခာကားမှုရကမူးမတ်များကိုနန်းတွင်တွင်သို့ပင့်ဆောင်စေခဲ့သည်။ဘုနာရှင်အာရန်သည်ဗုဒ္ဓ၏ဓမ္မတရားတော်များကိုဟောကြားတော်မူခဲ့သည်။နွေရာမင်းကြီးသည်ခြေရာဝရဗုဒ္ဓသာသနာကိုအလွန်အင်မတန်မှနှစ်သက်သွားပြီးကိုးကွယ်ချင်ခဲ့သည်။ထို့ပေမဲ့လည်းအဂန်းကြီးတွင်ခြေရာဝရဗုဒ္ဓသာသနာမထွန်းကားခဲ့ပေ။ထို့ကြောင့်ပရိကတ်တရားတော်များရှိရာအရက်တို့ရှင်အာရန်က ညွန်ပြခဲ့သည်။ဘုရားခေတော်ဝါဒဗုဒ္ဓတန်နာရှိရာသူ့နာဘုံအထုံးပြည့်ရှင်မနုဟာမင်းကြီးစီတို့တာဏမန်များဆေလွတ်စေပြီးခေတော်ဝါဒဗုဒ္ဓဤပြည့်ကတရားတော်များကိုပင့်ဆောင်ရန်တောင်းဆိုတော်မူခဲ့သည်။သူ့နာဘုံမိထုံပြည့်ရှင်မနုဟာမင်းကြီးကလည်းမပေးအပ်ပဲညှင်းဆန်ခဲ့သည်။အနောယထာမင်းကြီးသည်အလိုမှအမျက်တော်ရှသွားခဲ့သည်။ဘုရားအနောယထာမင်းကြီးသည်သူ့နာဘုံမိထုံပြည့်တို့စစ်ချီတက်ရန်ကြေညာခဲ့လေသည်။ နော်ရထာမင်းကြီးကိုယ်တိုင်လက်စစ်သူကြီးချုပ်ပြီးပါဝင်ခဲ့ပြီးပြန်စစ်သားငထွေယူမလုံးလေးညောင်းပြီတို့နဲ့အတူအရာဝတီမြစ်ကြောင့်ကုနာဘူမိတထုံပြီးတို့တာဝန်သိသည့်ခွဲကစစ်ချီတက်ခဲ့ကြသည်တထုံပြီးခန္ဓာကိုတလကြာဝိုင်းရံကပိတ်ဆို့ထားခဲ့သည်ဦးနောက်မှာတထုံပြီးစစ်သည်များကအစာရေစာရှားပါမှုဖြင့်အာအင်များ းနယ်လာပြီးဟိုချင်းကိုအခွင့်ကောင်းယူတာကြံစစ်သားသည်ရေလမ်းကြောင်းဖြင့်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်တထုံပြီးသည်ပကံပြည့်ရှင်အနော်ရထမင်းကြီးဌာနသိရှုံးခဲ့လေသည်မနူဟာမင်းကြီးကိုမကွက်မြက်ပဲပြိကတ်သုံးပုံအရှင်ယဟန်းများမွန်စာပေမွန်တို့၏ဘိတုကလက်ရများတို့နှင့်အတူ ပကံပီတို့ကောဆောင်သွားခဲ့သည်မနူဟာမင်းကြီးကိုအဆောင်ရောင်များဖြင့်ပကံပီတွင်တွက်လက်စွာဖားရှိခဲ့သည်အနွယ်ထာမင်းကြီးသည်ထေရဝါဒဗုဒ္ဓသာသနာကိုကျယ်ပြန့်စွာထွန်းကားစေခဲ့သည်ထေရဝါဒဗုဒ္ဓသာသနာကိုလည်းနိုင်ငံတော်၏ကိုယ်ကိုယ်ရာဘာသာဖြင့်အနွယ်ထာမင်းကြီးကအတိမတ်ပြုခဲ့လေသည်